သုဒ္ဓဓမ္မ level 1 2 3ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါအဲကျွန်တော်စာမေးပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါမယ်။ဗမာမိတ်ဆွေတို့ level 2 level 3ဓမ္မတွေကတော့စာမေးပွဲအထာကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကြီးစိတ်မပူတော့ဘူးလို့ထင်တယ်။ level 1ဓမ္မတွေကတော့တစ်ခါမှမပြေဘူးရတဲ့အတွက်ကြောင့်မို့လို့စိတ်စာမေးပွဲအတွက်စိတ်ပူနေမယ်လို့ထင်တယ်။စာမေးပွဲရက်ကလည်းနီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓမ္မမိတ်ဆွေတို့စိတ်အေးအေးထားပြီးတော့စာကိုကြည့်ကြပါ။ကျွန်တော်တို့ကတရားတော်ကိုပူဇော်တဲ့အခါမှာဆိုလို့ရှိရင်ဟိုဒီတိုင်းပေါ့နော် အိမ်မှာစာမေးပွဲမဖြေတဲ့သူတွေကကြတော့စာမေးပွဲတရားကို နားတဲ့အခါမှာဟိုရန်ကြီး script မရှိဘူးပေါပပါပါပဲနားယူသွားတယ်ပြီးတော့လည်းခဏလေးနဲ့ပြန်မိသွားတယ်ပေါ့နော်ဒါကြောင့်စာမေးပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့စာကိုဟိုစာမေးပွဲကတရားတရားကစာမေးပွဲပုံစံမျိုးဖြစ်သွားတယ်အဲ့ဒီအခါမှာကြတော့တရားကိုတည်တည်ချက်ချက်စီစီဆက်ဆက်နားယူရတယ်ပြီးသွားလို့ချင်းစာအုပ်ထဲကစာတွေဆိုလို့ရှိရင်လည်းအကုန်လုံးအထာနာကောက်ပြီးတော့မှတ်သားရတာရှိတယ် စာမေးမွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုထင်ရရေးကျင်တယ်လို့ရေးလို့လည်းမရဘူးပေါ့နော်စာအုပ်ထဲမှာရှိတဲ့စာကိုဒါဖြည့်ရမှာဖြစ်တယ်အာဒါကြောင့်မို့လို့ဓမ္မမိတ်ဆွေတို့ကစာကိုတော့အကျစ်ထားဖို့လိုပါတယ်စာမေးမွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့စာကိုကျစ်ထားဖို့လိုတယ်ညာအရန်ကောင်းတဲ့ပုံကိုယ်တွေကတော့တစ်ခါနားထောင်ဟိုနားထောင်ယူနေတယ်စာအုပ်ထဲကစာကိုကျစ်စရာမလိုဘဲနဲ့ပြန်ရှာရေးနိုင်တဲ့ပုံကိုယ်တွေရှိတယ်ဒါကတော့ထားလိုက်ပါတော့ဓမ္မမိတ်ဆွေတို့ကိုကြတော့စာမေးမွဲဖြည့်တဲ့အခါမှာဆိုလို့ရှိရင်လွယ်ကူစွာအဖြည့်ဆုံနိုင်မှုအတွက်ပေါ့နော်ဒါဓမ္မမိတ်ဆွေတို့ကဆရာတော်ဘုရားကြီးရဲ့တရားကို ထပ်တလဲလဲဒါနားထောင်ဖို့လိုတယ် ညကနားရီဝသွားတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့ကနားထဲမှာစာမိုးပဲဖြေတဲ့အခါကြလို့ရှိရင်မျက်စိမှိတ်ပြီးတော့အာယုံပြုတ်လိုက်လို့ရှိရင်ဆရာတော်ဘုရားကြီးကဘယ်နားမှာတော့ဘလို့ဟောသွားတယ်ဆိုပြီးတော့နားထဲမှာကြားရောက်လာတဲ့အခါဓမ္မမိတ်ဆွေတို့ကပြန်ရှာရေးနိုင်မှာဖြစ်တယ်ပြီးတော့မျက်စိမှိတ်ပြီးတော့မြင်ရောင်းတဲ့အခါမြင်ရောင်းလို့ရအောင်အတွက်ကကြတော့ဓမ္မမိတ်ဆွေတို့ကစာအုပ်ထဲကစာတွေကိုဖတ်ထားဖို့လိုတယ်ပေါ့နော်ဆရာတော်မျက်စိမှိတ်ပြီးမြင်ရောင်းတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလေဟိုပုံနှိပ်စာအုပ်ကိုဖတ်လိုက်မှတ်စုကိုဖတ်လိုက်အချင်းချုပ်စရာကိုဖတ်လိုက်ဒီလိုမျိုးဟိုမေးကအမေးပြေစာအုပ်တွေတော့ ားဖတ်လိုက်အဲ့လိုနေလျှောက်ဖတ်နေလို့ရှိဓမ္မမိတ်ဆွေတို့မျက်စိမိတ်ပြီးမြင်ရအောင်လို့ရှိရင်ဘယ်စာအုပ်ကိုမြင်ရအောင်မှမသိတော့ဘူးဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်ကများသောအားဖြင့် အစာမေးပွဲအတွက်စာကြည့်ပြီးဆိုလို့ရှိရင်စာအုပ်တအုပ်ကိုပဲတအုပ်အများဆုံးနှုတ်အုပ်လောက်ပဲဒီကကင်တာပေါ့နော်ဖတ်စာအုပ်ဆိုပြတန်းစာအုပ်ဆိုကျွန်တော်ဟိုနားလဲအောင်ဖတ်တယ်ဖတ်ပြီးပြတန်းစာအုပ်ထဲမှာကျွန်တော်မှတ်စရာရှိတာအကုန်လုံးမှတ်ထားလိုက်တယ်ပြီးသွားလို့ရှိရင်တကမှတ်စုစာအုပ်ထဲမှာအမှတ်စုကျွန်တော်စာကြည့်တာကမှတ်စုစာအုပ်ထဲဇယားနဲ့နှစ်ခုကိုတွဲကြည့်တယ်ကျွန်တော်ပထမအုပ်သုံးကဇယားထဲမှာရှိတဲ့စာဟိုရေးထားတဲ့ဟာတွေအကုန်လုံးကိုအဲဤဒီမြွေအစဉ်ပြေအောင်ကြက်လိုက်တယ်ရအောင်ကြက်လိုက်တယ်ရပြီးဆိုတော့မှအဲ့ဒီအချင်းချုပ်ကိုပြန်ရှဲ့တဲ့အနေနဲ့မှတ်စုတဲ့ကိုသွားပြီးတော့ကြက်တာ ဖြစ်တယ်ကျွန်တော်မှတ်စုကတော့ဆရာအမမေသူရဲ့မှတ်စုကိုကင်ပြီးတော့ချက်ခဲ့တယ် level 3ခုလုံးပါ ဒါဆိုတော့အချင်းချုပ်ကကြတော့အချင်းချုပ်ဇယားကကြတော့ကိုယ့် idea နဲ့ကိုထုတ်ထားတာဖြစ်တယ်။မှတ်စုကကြတော့မမေသူရဲ့မှတ်စုဖြစ်တဲ့အတွေ့အကြုံမို့လို့ဒါအချင်းကိုအကျယ်ပြန့်ချဲ့တဲ့အခါမှာနည်းနည်းလေးလွဲဟိုစာရေးသားမတူတဲ့နေရာမျိုးတွေရှိတယ်။အဲ့ဒီခါကျနည်းနည်းလေးတော့ခက်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်အချင်းချုပ်ဆိုရင်လည်းအချင်းချုပ် style အကျစ်ခဲ့တယ်။အကျယ်ချုပ်ဆိုအကျယ်ဆိုရင်လည်းအကျယ်အတိုင်းပဲမမေသူရဲ့စာအုပ်ထဲကအတိုင်းပဲကြည့်ချလိုက်တာရှိတယ်။ဒါမှမဟုတ်နှစ်မျိုးကြည့်လိုက်တယ်ကျွန်တော်။အဲ့နှစ်မျိုးကြည့်လိုက်တယ်။ ။ဒါကြောင့်တမမိတ်ဆွေတို့ကကြတော့အဲနောက်ပြီးတော့ဆရာမကြီးရဲ့မှတ်စုထွက်လာတဲ့အခါမှာဆရာဆရာမကြီးမှတ်စုကိုတော့ကျွန်တော်မကင်ဖြစ်တော့ဘူး။အဲဘာလို့ဆိုတော့အဲ့လိုပဲခုနကပြောသလိုပဲရစ်စိမေးပြီးမြင်ရောင်းတဲ့အခါကြလို့ချင်းစာရီအများကြီးဖြစ်နေမှာဆိုလို့ဘယ်သူမြင်ရောင်းမှမသိဖြစ်နေမှာဆိုလို့ကျွန်တော်အဲတမင် delete ထားခဲ့လိုက်ပါတယ်။ ဒါဆိုရင်အချင်းချုပ်ကိုဓမ္မမိတ်ဆွေတို့ကအများကြီးမကြင်နိုင်ဘူးဆိုရင်အချင်းချုပ်ငါးမျက်နှာလောက်ကိုကြင်ရင်ကိုလုံလောက်ပါပြီ။နော်အဲ့ဒီထဲမှာ mass b ဆိုတဲ့အရေးကြီးတဲ့စာကြောင်းတွေပါပါတယ်။အဲအဲဖြည့်တဲ့အခါမှာလည်းလိုရင်းတူချင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အချင်းချုပ်တဲကအတိုင်းဖြစ်ရင်ဓမ္မမိတ်ဆွေတို့ကလုံလောက်ပါပြီ။နော်အနည်းနည်းလေးအကျေပြန့်ချက်ကျင်တယ်ဆိုရင်တော့ဒါမမေသူရဲ့ mass စာအုပ်ကိုကျွန်တော်ဟိုရည်ညွှန်းပါတယ်။အဲ့ဒါလေးကအရင်ကြီးလဲမရှိဘူး။အရင်လဲမတူဘူး။အလဲလက်လောက်ဆိုအဆင်ပြေပါတယ်ပေါ့နော်။ဆီယာမကြီးဒေါကင်လတ်တင်ရဲ့ mass စာအုပ်ကကျတော့စာရီအရင်များတယ်။သူကကျတော့သူ့ရဲ့အနေထား ထားနဲ့ပေါ့နော်အရင်ကြီးဖြတ်တောက်ပြီးတော့အဆင်မပြေဘူးလေနော်ဒါဆိုတော့ဟိုပြားတန်းစာအုပ်ထဲကအတိုင်းငယ်မူမပြည့်အောင်သူကလုတ်ပြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့စာကတော့စာတွေရှိတယ်အဲဓမ္မမိတ်ဆွေတို့ကစာစာမူမပြည့်တဲ့အခါမှာကြာရင်ကိုယ့်ရဲ့ဒါညံရင်ညံသွေးကိုကြည့်ပြီးတော့စာအုပ်တွေကိုရွေးချယ်ပြီးတော့ဖတ်ရမှာဖြစ်တယ်နော်ကိုကတော့ဆရာမကြီးစာအုပ်ကိုကြိုက်တယ်ဆိုဆရာမကြီးနဲ့ကြက်ပါဒါမှမဟုတ်အရင်အလဲလက်လောက်ဆိုရင်တော့ဒါမှမမေသူစာအုပ်နဲ့ကြည့်ရင်လုံလောက်ပါတယ်အအလဲလက်လည်းမကြည့်နိုင်ဘူးတို့ကအညံလည်းအသက်ကြီးပြီးမှညံသိမ့်မကောင်းတော့ဘူးဆိုရင်အချင်းချုပ်လေ့ကျင့်ပြီးဝင်သွားလိုက်ပါဓမ္မမိတ်ဆွေတို့ အောင်ပါတယ်စာမင်းပွဲကိုနော်တရားလဲကောင်းကောင်းနာယူခဏအချင်းချင်းနာယူထားမယ်အချင်းချုပ်စာရွက်ထဲကစာတွေကိုလည်း တလုံးမကြံဓမ္မမိတ်ဆွေတို့ပိုင်နိုင်နေဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့စာမေးပွဲအတွက်ပူစီရမလိုပါဘူးကျွန်တော်အာမခံတယ်เนาะဒီအချင်းချုပ်နဲ့ပတ်သက်ပြီးတော့အချင်းချုပ်ထဲမှာမြုပ်ထားတာတွေအများကြီးပဲရှိတယ်အဲ့ဒီမြုပ်ထားတာတွေကိုလည်းဖော်နိုင်နေဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့ဂုံတို့ရပါပြီเนาะ level 3ခုလုံးကိုအချင်းချုပ်စရာတွေနဲ့ဖြည့်ဖြည့်ပြီးတော့ဂုံတို့ရပါတဲ့ဓမ္မမိတ်ဆွေတွေအများကြီးပဲရှိပါတယ်လလာပြီးပြောကြတာပေါ့เนาะဒီကနေ့ကကျွန်တော်ဓမ္မမိတ်ဆွေတို့ကို BA တန်းကိုလည်းစာကူကြည့်ပေးတာပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကို level 1 2 3နဲ့ပတ်သက်ပြီးတော့စာကူကြည့်ပေးရင်ကောင်းမလားဆိုပြီးတော့တွေးကြည့်တယ်တွေးကြည့်ပြီး ော့အချင်းချုပ်ဇာတ်တွေကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာဆိုရင်အရေးကြီးတာအရေးမကြီးတာပေါ့နော်ဒီလိုခွဲပြီးပြောမလားလို့ကြည့်တဲ့အခါအချင်းချုပ်ဇာတ်ငါးမျက်နှာအကုန်လုံးကအရေးကြီးတဲ့စာလုံးတွေဖြစ်နေတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကိုစာတော့ကူမကြည့်ပေးနိုင်တော့ပါဘူးကျွန်တော်ကလည်းအချိန်သိမ့်မရှိဘူးအဲ့ဓမ္မမိတ်ဆွေတို့ကအချင်းချုပ်စာမျက်နှာ၅ရွက်ကိုအထက်ထက်အကားကားထုံးလို့ကြည်ရေလုံအောင် ကြက်ထားပါအဲ့ဒါဒီ mass b အရေးကြီးတဲ့စာလုံးတွေဖြစ်တဲ့ အတ္တမမိတ်ဆွေတို့စာကြည့်ရမှာကအချင်းချင်းစရာစာမျက်နှာ၅ခုကိုအသေးစားကြည့်မယ်ထုံးလို့ကြည့်ရေလုံနောက်အောင်ကြည့်မယ်နော်ထုံးလို့ကြည့်ရေလုံနောက်အောင်ကြည့်ရမယ်နောက်နံပါတ်၂ကကြတော့မလုပ်အောင်လဲဆိုလို့ချင်းရအဲစာကြည့်လို့ပါဇက်တွေညောင်းသွားပြီဆိုရင်ဆရာတော်ဘုရားကြီးရဲ့စာကိုဟိုတရားကိုဖွင့်ပြီးတော့နားထောင်လိုက်ပါပြီးရင်နံပါတ်3ကဘာလို့ရမလဲဆိုလို့ရှိရင်အဲကျွန်တော်လေ့ကျင့်ခန်းမေးခွန်းလေးတွေပေးထားတာရှိတယ်ဟုတ်ပထမအဦးဆုံးလေ့ကျင့်ခန်းမေးခွန်းပေးထားတာရှိတယ်နောက်ဒုတိယအကြိမ် ဒီနှစ်ထဲမှာလည်းလေ့ကျင့်ခန်းမေးခွန်းပေးရတာရှိဒါဆိုရင်လေ့ကျင့်ခန်းမေးခွန်းနှစ်ခုကိုပေါင်းပြီးစုတို့ကလေ့ကျင့်ထားပေးပါ ်လေကျင်ကံမေးခွန်းထဲမှာဆိုလို့ရှိရင်ဟိုဇရားတို့အမှတ်စုတို့ထဲမှာနည်းနည်းလေးလွတ်သွားမဲ့ပေါ့နော်ကြံရင်တိတ်ပြီးအေးမဟိုခြံရက်ခဲ့တဲ့နေရာလေးဟာခွက်ရှိမဲ့နေရာမျိုးလေးတွေကိုပြန်ပြီးတော့တတိယအောင်လို့လေကျင်ကံမေးခွန်းထဲမှာထည့်မိထားတာဖြစ်တဲ့ဒါကြောင့်မို့လို့ဒါလေကျင်ကံမေးခွန်းကိုဖတ်လိုက်မယ်ဆိုလို့ရှိရင်ဟိုဇရားဘက်တွေမှာဟာခွက်ဖြစ်သွားတဲ့နေရာမျိုးတွေမှာလေကျင်ကံမေးခွန်းဘက်ကပြန်ပြီးတော့တတိယအောင်လုပ်လိုက်တာဖြစ်တဲ့ဒါပြေဆုံးအောင်လို့ပြောတာပါလေကျင်ကံမေးခွန်းမှာလည်းစာမျက်နှာလေးတွေညွှန်တာပေးတဲ့အတွက်ကြောင့်မို့လို့ရှာရ ာလွယ်ကူပါတယ်ပြီးသားလို့ရှိရင်နောက်ထပ်အဲနောက်တစ်ခုကနောက်ထပ်ဘာလုပ်ရအောင်မလဲဆိုတော့ဒီပညာဘူမိတက္ကသိုလ်ကနေပြီးတော့ကျင်းပတဲ့မေကွန်ဟောင်းတွေကိုထပ်လေ့လာရမှာဖြစ်တယ်မေကွန်နဲ့ပတ်သက်ရင်တော့ပညာဘူမိတက္ကသိုလ်ကကျင်းပခဲ့တဲ့မေကွန်တွေကိုအဲအဓိကထားပြီးတော့လေ့လာပါအဲ့ဒါပြီးသွားတဲ့အခါမှာဆိုရင်ကျွန်တော်လုပ်ထားပြီးတယ်လေ့ကျင့်ခန်းမေကွန်နှစ်စုံနှစ်စုံရှိမယ်ပေါ့နော်မနေ့ကရက်ဒီနေ့ရက်အဲ့ဒါလေးတွေကိုဖြည့်ကြည့်ပေးပါ ပြီးသွားရင်နောက်ထပ်လေ့ကျင့်ရမယ့်မိကုံးကကြတော့ကျွန်တော်ဘု து ကိုညညွန်ပေးမလဲဆိုရင်အောင်ဓမ္မဒီပါကနေပြီးတော့ဆရာတော်ဘုရားရဲ့သူတင်နန်းသားတွေကိုဆက်ပေးတဲ့မိခုံလေးတွေကိုဖြည့်ကြည့်ပေးပါအောင်ဓမ္မဒီပါမိခုံကတော့နည်းနည်းခက်တယ်တွေးတွေးခေါ်ပိုင်းနေနည်းနည်းပါတာပေါ့နော်ဒါကြောင့်မို့လို့သူ့ကိုတော့နောက်ဆုံးမှထားပြီးတော့အလေးကျင့်ပေးပါ ဒါဆိုရင်လုံလောက်ပါပြီ။ဒါဓမ္မမိတ်ဆွေတို့မေခွန်းနဲ့ပတ်သက်ပြီးတော့ပညာဘူမိတက္ကသိုလ်ကမေခွန်းရဲ့ကျွန်တော်ထုတ်ထားတဲ့လေ့ကျင့်ငယ်မေခွန်းနှစ်စုံရဲ့နောက်အောင်ဓမ္မဒီပါမေခွန်းရဲ့ဒါလောက်ကိုဖြစ်ရင်အဆင်ပြေပါတယ်။နော်။ကျန်တဲ့ပတ်သက်တခြားမေခွန်းတွေအများကြီးတက်နေတာတွေ့တယ်။ဘုကထုတ်လိုက်ဒီကထုတ်လိုက်ပေါ့နော်။ဒါဓမ္မမိတ်ဆွေတို့ကဟိုဟာဖြစ်တယ်အာဆရာများသားတည်သူဆိုတဲ့အတိုင်းပဲเนาะအကုန်လုံးလျှောက်ပြီးတော့မကြည့်ပါနဲ့ကျွန်တော်ပြောတဲ့၃မျိုးလောက်ပဲလေ့လာရင်ဓမ္မမိတ်ဆွေတို့ပြည့်စုံပါပြီ နော်တခြားမေကွန်းတွေလိုက်ကြည့်ပြီးတော့မေကွန်းထုတ်တဲ့ဆရာမေကွန်းထုတ်တဲ့ဆရာဆရာမတွေကသူတို့ရဲ့ပညာတွေကိုပြတာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေမဖြစ်နိုင်အောင်လုပ်ခက်ခဲကြီးတွေထုတ်တာဖြစ်တဲ့အဲ့ဒီခါကျတော့မေဆွေတို့ကအဲ့အရာတွေကိုကြည့်ပြီးတော့ဘယ်ဘာဖြစ်ရမှန်းမသိဘဲနဲ့ဦးနှောက်နေခြောက်သွားလို့ရှိရင်ဟိုစာချစ်တဲ့ဘက်မှာလည်းအနောက်ချစ်ပြစ်သွားနေတယ်ငါဘာစာမမရသေးပါလားစာမပွဲတော့ကြတော့မှာပဲဆိုပြီးတော့စိတ်ပူစိုးရိမ်သောကတွေဖြစ်လိမ့်မယ်ကျတော့မေဆွေတို့ကအဲ့အရာတွေကိုလိုက်ပြီးတော့ခြောက်မကြည့်ပါနဲ့ကိုယ့်ရဲ့ theory ဆိုတဲ့မှတ်စုနီးအကျဉ်းချုပ်တွေကို ပဲပိုင်နိုင်အောင်ကြက်ပါပြားတန်းစာအုပ်ကိုလည်းပဲဘာဖြစ်တယ်ဆိုလို့ရှိရင်ထပ်တလဲလဲဖတ်ပေးပါပြီးတော့အရေးကြီးတဲ့ဟာတွေပြောပြမယ်ဆိုရင်ဆရာတော်ဘုရားကြီးကစာမင်းမွေးရဲ့မိကွန်းမှာဟိုပေါ့နော်အရေးအမှတ်လေးတွေပါတယ်ရှိတယ်ဥပမာဆိုလို့ရှိရင် အာပါလေသောတာပန်ပုဂ္ဂိုလ်ဤအယေရှင်းနှစ်ရက်ကိုဖော်ပြပါဒါမှမဟုတ်ဆုလသောတာပန်ပုဂ္ဂိုလ်ဤအယေရှင်းနှစ်ရက်ကိုဖော်ပြပါဆိုနောက်မှနှစ်ရက်လို့ပါတဲ့အတွက်ဓမ္မမိတ်ဆွေတို့ကအဖြေကနှစ်ချက်ပဲရေးပေးရမယ်နော်ဒါပြီးသွားလို့ရှိရင်အဲ့ဒါကတီလာဤနိစွာသောအကြောင်းကပါလေနှစ်ခုကိုရေးပါဆိုရင်ဟီရီအော်တာဗာအဲ့ဒါမျိုးအဲ့ဒါကပါလဲဆိုရင်ဒီအဲ့လိုနှစ်ရက်တို့ပေါ့နော်နောက်ပြီးသွားလို့ရှိရင်အဲ့ဒါကအဲမြင့်မောက်အကျိုးကို ဖြစ်စေနိုင်တဲ့ လောက်ရမယ်အရာတွေဆိုရင်၄ချက်ကိုရေးပါဆိုရင်ဓမ္မမိတ်ဆွေတို့က၄ချက်ပဲရေးရမယ်၄ချက်တက်ပုံရေးရအောင်အဲ့မှာ၄ချက်တို့၃ချက်တို့၂ချက်တို့ဒါတွေကအရေးအမတ်တွေပေးထားတာပါအဖြစ်ကိုကန့်ကျင်တဲ့အတွက်ကြောင့်မို့လို့ရေးထားတာပါအဲ့ဒီမှာလည်းပဲပါဠိနဲ့မြန်မာနှစ်ခုတည်းကတစ်ခုဖြစ်ရင်ရပါပြီဆိုပြီးတော့ဟိုပညာဘူမိရဲ့မေကုံးစာအုပ်မှာအမေဖြေစာအုပ်မှာမှတ်ရှိရေးထားပေးတာရှိတယ်ဒါကြောင့်မို့လို့ပါဠိမကျင့်နိုင်တဲ့သူတွေကမြန်မာကိုတော့ပိုင်အောင်ကြည့်ပေးပါနော် ပြီးသွားလို့ရှိရင်အဲ့ဒါကပြတ်ထန်းစာအုပ်မှာလေဟိုဘိုးလှုပ်ထားတဲ့စာလုံးတွေနော်မမဲလေးတွေရှယ်ထားတဲ့စာတွေကအဓိကအရေးကြီးတဲ့စာလုံးတွေမဟုတ်လို့ဆရာတော်ဘုရားကြီးကအမဲရှယ်ထားတာပါဒါပြီးနော်ပပြတ်ထန်းစာအုပ်ထဲမှာအမဲရှယ်ထားတဲ့စာလုံးတွေကအရေးကြီးတယ်ဒါတွေကမေးလို့မေးရမယ်အရေးကြီးတဲ့ဟာတွေမဟုတ်လို့အမဲရှယ်ထားတာဒါကြောင့်ဓမ္မမိတ်ဆွေတို့ကအမဲရှယ်ထားတဲ့စာလုံးတွေကိုဦးစားပေးကြည့်ပါပြီးတော့ဆရာတော်ဘုရားကြီးကတရားဟောရင်းနဲ့ပေါ့နော်ဘာလဲဆိုရင်ဆိုပြီးတော့အဲ့လိုမျိုး question mark လေးတွေပြသွားတဲ့ရှိတယ်အပြစ်ဆိုတာအဲ အဲ့လိုပြီးတော့ရက်သွားတယ်အဲ့ဒါကအပြစ်ရဲ့အောက်အောက်မှာပြစ်အပြစ်ရဲ့အကြောင်းကိုမေးတော့မှာဖြစ်တဲ့ပြောရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြစ်ဆိုတာပြီးသွားလို့ချင်းအဲ့ဒါကဗုဒ္ဓဘာသာမှာဆိုရင်နော်ကမ္ဘာအားထုတ်တဲ့အခါဘာတွေလုပ်ရမလဲအဲ့လိုမျိုးပြောရင်းနဲ့ဆရာတော်ဘုရားကြီးကမေခွန်းလေးတွေကိုဖော်ဖော်သွားတာရှိတယ်အဲ့ဒါကမေအဲ့လိုမျိုးဟာတွေကအဓိကမေခွန်းထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစာပိုက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုဓမ္မမေဆွေတို့ကစစ်စစ် ီးတော့ဖတ်ကြည့်ပေးပါပြီးတော့အဲ့လိုမျိုးဟာတွေဆိုရင်ဒါအယောင်တစ်ခုခုနဲ့ရှယ်ပြီးတော့ဒါမေးခွန်းတက်လာနိုင်တယ်ဆိုပြီးတော့ဘေးနားမှာကျူးလို့ရေးပြီးတော့မှတ်သားထားပေးပါဒါဆိုရင်ဒီမမေးဆွေတို့ကရပါပြီပြီးတော့ level 3တမားတွေဆိုရင်ရှင်အနန္တရဲ့ဝိပဿနာမှာဆိုလို့ရှိရင်ဒီဒါရ၅ပါးတို့ပြီးသွားလို့ရှင်နောက်တစ်ခုကပါလဲ အာယုံ၅ပါးနဲ့ပတ်သက်ပြီးတော့ဝိညာဉ်စိတ်၅ပါးဖြစ်လာတယ်ဒီနေရာလေးမှာဆိုရင်တမျိုးလောက်ကိုဥတည်ပြီးတော့ပဲကျက်သွားပါတော့အဲဒါကစကုဒွါရမှာဖြစ်တဲ့ဟာကိုရှုပုံဝိပဿနာရှုပုံတစ်ခုကျင့်ကြံတဲ့ဒွါရတွေကအနည်းတူတွေလိုက်သွားလို့ရတယ်နော်ဟိုဟိုဒွါရမှာတမျိုးဒီဒွါရမှာတမျိုးလိုက်ကျက်စရာမလိုဘူးတမျိုးဆိုတစ်ခုပဲကျက်ဒါမျိုးတွေကအဲ့ဒါအနှစ်ရှုပ်တဲ့နည်းပညာဖြစ်တဲ့တမျိုးအတူရတူရတွေကိုတစ်ခုပဲကျက်သွားမယ်ဆိုဓမ္မမေဆွေတို့ကကျန်တဲ့ဟာတွေမှာညံကွန့်ပြီးတော့ရေးသွားလို့ရတယ်အနည်းနဲ့မတူတာလေးတွေပဲမှတ်ထားပါတော့ဒါဆိုရင်အဆင်ပြေပြီ ပြီးတော့မေတ္တာတုတ်ရယ်ယရဏတုတ်ရယ်ခန္ဓာတုတ်ရယ်ဒီပရိတ်သုံးခုကိုကြာတော့ဓမ္မမိတ်ဆွေတို့ကကို level အလိုက်ပေါ့နော်ပရိတ်တွေတွေကိုအလွတ်ကျအလွတ်ရထားရမယ်ပြီးတော့လို့ချင်းရင်အဲ့ဒီစာပိုက်တွေကိုအနည်းဆုံး2ခေါက်3ခေါက်လောက်ရှာရေးထားပေးပါဒါမှပါဠိပိတ္တနဲ့စာပိုက်တွေကိုမေးခဲ့မယ်ဆိုဓမ္မမိတ်ဆွေတို့ကဖြေနိုင်မှာဖြစ်တယ်နော်အဲဒါကဟိုပါဖြစ်တယ်နော်ကျွန်တော်ဆိုရင်ဒီယရဏရှေ့က level 1 level 2တို့ကပါဠိတွေဟိုဟာတွေကိုပါဇက်နယ်ပဲရတာပေါ့နော်ရှာမရေးထားခဲ့ဘူး level 3ရောက်တော့မှယရဏတုတ်ကြီးကိုရှာရေးရှာ ှပြီးတော့ရေးခဲ့လိုက်တယ်ရှပြီးတော့ရေးလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကစာမင်းပွဲမှာယရဏတုတ်ကိုဒီပါဠိတက်တက်မေးသွားတဲ့အခါမှာဖြေဆိုနိုင်တာဖြစ်တယ်ပေါ့နော်ဒါကတော်သေးတယ်နော်ကံကောင်းပါလို့ကြိုပြီးကြက်ထားလိုက်တယ်ကြောင့်ဓမ္မမိတ်ဆွေတို့အလှည့်ကြတဲ့အခါကျတော့ဒီ level 1 2 3သုံးခုလုံးပါဆိုလို့ရှိရင်ဒီအဲ့ဒီ break တော်၃ပုတ်ကိုဆိုင်ရဆိုင်ရအတန်းမှာရှာရေးပြီးတော့အ ਨੇ စုံနှစ်ခေါက်เนาะနှစ်ခေါက်ထက်ပိုပြီးရေးနိုင်ရင်လည်းရတယ်အလွတ်တော့ရနိုင်လိမ့်မယ်ဓမ္မမိတ်ဆွေတို့အကုန်လုံးကဒါပေမဲ့အဲ့ဒါကစာလုံးပေါင်းမမအောင်လို့ရှာရေးဖို့လိုပါတယ်ဒါရှာရေးရမယ့်နေရာမှာပရိတ်တော်တွေကိုရှာရေးရမှာဖြစ်တယ် ပြီးတော့ဂျန်တဲ့အပိုင်းကတော့နောက်တစ်ခါလေဘောင်းမိတ်ဆွေတို့ကို memory record test ဆိုပြီးတော့ဟိုအဲဒီ၃ချက်၄ချက်၂ချက်ကလေးတွေအဲ့လိုမျိုးအချက်အလက်လေးတွေကိုပေါ်တာဟိုပါလေမေးထားတာရှိရယ်နော်အဲ့ဒီ memory record test ကကြတော့ဘောင်းမိတ်ဆွေတို့ကဘယ်လောက်ထိမှတ်မိလဲဆိုတာကိုသိကျင်တဲ့အတွက်ကြောင့်မို့လို့ဒါထုတ်ထားတာဖြစ်တယ်ဒါဆိုလို့ချင်းရင်အဲ့ဒါကအမ် ဝိပဿနာဉာဏ်ကိုပါဆိုတာကဘာလဲပေါ့နော်ပြီးတော့ရင်နောက်တစ်ခုကသီလကိုစောင့်တည်တဲ့အတွက်ကြောင့်မို့လို့အကျိုးခုနှစ်မျိုးဆိုတာကဘာလဲပြီးရင်သမထပြင်ခြင်းကလည်းရရှိတဲ့တမာတိနှစ်မျိုးဆိုတာကဘာလဲယာနဆိုတာနှစ်မျိုးကဘာလဲနော်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့မေတ္တာပွားတဲ့နည်းဘယ်နှနည်းရှိနှစ်နည်းဆိုတာကဘာလဲမေတ္တာ၃မျိုးဆိုတာကဘာလဲ သီလနှမျိုးဆိုတာကဘာလဲမဂ်ဂင်၈ပါးနှုတ်ဆိုတာကဘာလဲနော်ပြီးသွားလို့ချင်းအတန်ကမြမဝိဟာရတရား၄ပါးဆိုတာကဘာလဲသစ္စာ၆မျိုးဆိုတာကဘာလဲနော်ပြီးသွားလို့ချင်းအတန်ကယန္တာကဘာသာရေးကောင်းဆောင်ခုနှစ်ဦးကဘယ်သူတွေလဲမွေလေးမျိုးဆိုတာကဘာလဲပြီးသွားရင်နောက်တစ်ခုကကျတော့စိတ်တကားလျှောက်ပေါက်ရှိတယ်အတန်ကဘာတွေလဲနိဗ္ဗာန်ရဲ့ဂုဏ်ကြီး၄ချက်ကဘာလဲပြီးသွားရင်ကထာ၅ပါးဆိုတာကဘာလဲ သောတာပန်၃မျိုးကဘာလဲပြီးတော့ရင်နောက်တော့ကသောတာပန်တွေရဲ့ဂုံကြီးတွေပေါ့နော်သောတာပန်တွေမလုတ်အပ်တဲ့အရာ၆ဌာနရှိတယ်ဟုတ်တယ်၆ဌာနပထမ၆ဌာနဒုတိယ၆ဌာနတတိယ၆ဌာနသတုတ္တ၆ဌာနအဲ့မှာတယံကာတတို့တယံကာရပယံကတရဲ့ပယံကာရရဲ့အဒိစ္စသမုပ္ပန်ပန္နရဲ့နော်ဒါလေးတွေကိုဒါလုံးမောင်းတေချာရေးပြီးကြည့်ပေးပါဆရာမကြီးကတော့ဗီဒီယိုထဲမှာဒီသတုတ္တ၆ဌာနကိုသိအေးမကြည့်ဘူးလို့ပြောသွားတယ်ဒါပေမဲ့ဓမ္မမိတ်ဆွေတို့က၄ခုလုံးကိုအသေးချာချရေးပြီးတော့ကြည့်ထားပေးပါကျွန်တော်ဆိုရင်တော့အဲ့ဒီအေးမကြည့် ဘူးဆိုတဲ့သရုတ်တာလျှောက်တာနာကိုမိကုံထုတ်မှာနော်မြင်ရဟန္တာရဲ့ဂုံကြီး9ခုကပါလဲရဟန္တာဂုံကြီး9ခုက level 3မှာလဲပါတယ် level 2သမားတွေအဲ့ဒီမှာစာလုံးပေါင်းလေးတွေကိုဟောနော်ဟိုဘုံလေးစာအုပ်တဲ့နဲ့မတူဘူးပါညာအဲ့လိုမျိုးပေါ့နော်အဲ့ဒီဆိုတော့ကဘာမီစီတို့ကအဆင်ပြေတယ်လို့ရေးလို့ရတယ်အဲပြီးတော့လို့ရှိရင်နောက်ဆုံးဘလုံးမမရရင်လည်းပဲမြန်မာစာပဲကျက်သွားလိုက်ပေါ့နော်ပါဠိစာလုံးကိုထားခဲ့လိုက်ဒါဆိုရင်လည်းရပါတယ်ဒါတတိပဌံရဲ့အကျိုး9မျိုးဒါကလည်းမြန်မာလေးပဲကျက်ထားလိုက်ရင်ရပါပြီ ဘီရင်ဇက်လေးမျိုးဆိုတာကဘာလဲစသည်ဖြင့်ဒါအခုယောသမဖွေပြီးတော့ပြောသွားတာဖြစ်တယ်เนาะနောက်ပြီးတော့စိတ်ကိုထိန်းကြီး၅မျိုးဆိုတာကဘာလဲဒါက memory record test ထဲမှာဗာချက်လက်တွေပါတယ်တော့ဒါဓမ္မဝိစုတို့ကအမှတ်စုကိုအချင်းချုပ်ကိုလည်းပဲထုံးလို့ကြည်ရေလို့နောက်ရသွားပြီပြီးသွားလို့ရှိရင်ဆိုလို့ရှိရင်ဓမ္မဝိစုတို့ကစာမုံမဲမကြည့်ခင်လေးမှာပြိတော့ တွေကိုလည်းရှာရေးပြီးသွားပြီးအခြေချုပ်ကိုလည်းရပါပြီးပြိတ်တော်တွေကိုလည်းရှာရေးပြီးသွားပြီးပြီးသွားလေချင်းအဲ့ဒါကလေချင်းခံမေးခွန်းတွေလည်းဖြေပြီးသွားပြီးနောက်ပြီးသွားလို့ရှိရင်ပညာဘူမိရဲ့တက္ကသိုလ်ကနေပြီးတော့မေးဖြေလောက်ထားတဲ့အမေးဖြေတွေကိုလည်းကြည့်ပြီးသွားပြီးပေါ့နော်မေးခွန်းဟောင်းဆိုပြီးပယ်လို့မရဘူးပြန်ပြီးတတ်ပါတယ် မမီစီတို့တွေ့ပါလိမ့်မယ် level 2တမားတွေဆိုရင်တရားမင်းကနေပြီးတော့ဥပုဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတရားမင်းကိုဘယ်လိုပြောရမလဲဆိုတဲ့ဟာလေးဆိုနှစ်ခေါက်လောက်မေးထားတာရှိတယ်နော်အဲ့လိုမျိုးရှိတယ်နောက်ပြီးတော့တမထနဲ့ဝိပဿနာရဲ့အဓိပ္ပာယ်လေးဆိုလည်းခဏခဏမေးတာတွေ့တယ်လေဗယ်1တမားတွေနော်အဲကြောင့်မို့လို့အဲ့ဒါလေးကို အဲလောက်ရမယ်ပြီးတော့နောက်တစ်ခုကျတော့အဲ့ဒီ memory record test မှာဆိုလို့ချင်းအဲ့ဒီ၃ချက်၄ချက်တွေကိုဗမာဆွေတို့ကပေါ်နိုင်ပြီဆိုလို့ချင်းရတာစာမေးပွဲနဲ့ပတ်သက်ပြီးဘာမှစိုးရင်စရာမလိုတော့ပါဘူး Facebook တွေမှာတက်လာတဲ့တဲ့ကလေ့ကျင့်ခန်းမေးခွန်းတွေပေါ့နော်ဆရာပေါင်းဆောင်ရဲ့လေ့ကျင့်ခန်းမေးခွန်းတွေကိုလိုက်ပြီးမဖြေပါနဲ့အချိန်ကုန်ပါတယ်နော်ကိုလောက်ရမယ်အလုပ်ကိုတေချာလုပ်ပါအချင်းချုပ်ကိုထုံးလို့ချင်းရေလွန်တော့အောင်ဖတ်မယ်ပြီးတော့လို့ချင်းရတာကပညာဘူမိတက္ကသိုလ်ကမေးခွန်းတွေကိုဖြေကြည့်မယ်ပြီးတော့လို့ချင်းဒီ memory record test က၂ချက်၃ချက်၄ချက်တွေကိုပြန်ဖို့ကြည့်မယ် မရရင်စာအုပ်ထဲကိုပြန်ချပြီးတော့ကြည့်မယ်ဆိုင်ရာအပုတ်တွေမှာဒါဆိုလို့ရှိရင်စာမေးပွဲအတွက် ready ဖြစ်ပါပြီเนาะအဲဓမ္မမိတ်ဆွေများအားလုံး level 1 2 3အားလုံးလက်ကူစွာဖြည့်ဆို့နိုင်ကြပါစေပြီးတော့လို့ရှိရင် B1 နဲ့ပတ်သက်ပြီးတော့လည်းအားလုံးအဆင်သင့်ဖြစ်ပြီးသွားပါပြီเนาะဓမ္မမိတ်ဆွေတို့အတွက်စာကူจิตတာရောအချင်းချုပ်တွေရောအမှတ်စုတွေရောအဆင်သင့်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ level 3ဓမ္မတွေကလည်းစာမေးပွဲကိုလက်ကူစွာจิตပါ B1 မှာအဆင်သင့်လုပ်ပေးထားပါဗျာ ဂရုတဲမှာစာဖိုင်တွေကိုရှာတဲ့အခါဆိုလို့ရှိရင်ဂရုရဲ့ကောင်းစင်ပေါ့နော်ဥပမာဆိုရင်သုတတမဂဝေတိ BA 1 2 3ဆိုတဲ့ကောင်းစင်ကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အခါမှာဆိုရင်အဲ့ဒီမှာမင်ပါတို့